ားလုံးပဲမင်္ဂလာပါ ရှေးဥစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုပါတယ်ဒီနေ့တော့ကျွန်တော်တို့တို့ကရှင်မတ်သက်ခရင်ကျန်ခန်းကြီး၈အငယ်73အားဖြင့်ဆင်ခြင်ဖို့ခေါ်ဖိတ်ခြင်းနဲ့တမှုအားတင်သွားလောယုံကြည်သည်နှင့်အညီတင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုခဏချင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍တက်တာခြင်းသို့ရောက်လေ၏ ဆိုတော့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသခင်ယေရှုခရစ်တော်ဖျားဒေသစာရီလဲလဲတဲ့အခါမှာကပေရနောင်မြို့ကို ရောက်လာတယ်။အဲ့ဒီတော့ကပေရနောင်မြို့ကိုရောက်လာတဲ့အခါမှာသခင်ယေရှုခရစ်တော်ဖျားကဘယ်သူနဲ့တွေ့လဲဆိုရင်တက်မူတယောက်နဲ့တွေ့တယ်။အဲ့တော့တက်မူကသူ့ရဲ့ငယ်သားတယောက်ကလက်ချေတေပြီးတော့မှ အနာပြင်းစွာ ခံပြီးအိမ်မှာတုံးလုံးနေတယ်ဆိုတဲ့အရာကိုတောင်းပန်တယ်ဒီတော့ယေရှုကသဘောပေါက်တယ်သူ့ရဲ့ငယ်သားကိုဒီတက်မှုကအနာရောဂါပျောက်ကင်းစေခြင်းတယ်ဆိုတဲ့အရာကိုသူနားလေတယ်ဒါကြောင့်သူကပါပြောလဲဆိုရင်ခရစ်တော်ကငါလာ၍ချမ်းသာပေးမယ်လို့ပြောတဲ့အခါမှာတက်မှုဘာပြန်ပြောလိုက်လဲဆိုတော့အငယ်ရှစ်မှာ သခင်ကျွန်တော်ဤအိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါ သူ့ရဲ့နှိမ်ချတဲ့နှလုံးသားလေးကိုတွေ့ရမှာဖြစ်တယ်။ဒီနေရာမှာသူဟာတက်မှုပဲ။တကယ်ပဲသခင်လိုကြော်ကြားတဲ့သူကသူ့ရဲ့အိမ်ကိုလာလာမဲ့အမှုအရာကိုဘာကြောင့်သူကလက်မခံချင်ရတာလဲ။ကျွန်တော်တို့သာဆိုရင်တကယ်ပဲကျွန်တော်တို့ရဲ့အိမ်ကိုအခုလိုမျိုးထင်ရှားကြော်ကြားတဲ့ပုံကိုလာမယ်ဆိုရင်အယံကိုပျော်မိမှာဖြစ်တယ်။လက်ခံမှာဖြစ်တယ်။ဒါပေမဲ့ဒီတက်မှုကတော့ ခရစ်တော်ကိုသူဟာသူ့ရဲ့အိမ်မိုးအောက်ကိုလာဖို့ရန်အတွက်လက်မခံဘူး။ဘာကြောင့်လဲဆိုရင်ကိုရော်ရဲ့ကြီးစုတော်ကိုကျွန်တော်မခံထိုက်ပါဘူးတဲ့။သူ့ရဲ့နှိမ်ချတဲ့နှလုံးသားနဲ့အသက်တာကိုတွေ့ရတာဖြစ်တယ်။ဒီနေရာမှာကျွန်တော်တို့ရဲ့ဘဝအသက်တာမှာလည်းပဲတက်မှုကဲသို့ပင်နှိမ်ချတဲ့နှလုံးသားအသက်တာရှိဖို့အင်မတန်မှအရေးကြီးပါတယ်။တကယ်တမ်းတော့ကျွန်တော်တို့တွေဟာအဝိအစာအပေါ်မှာ ရှိနေတဲ့ဂုံပကာသနာတွေယာဒူးတွေအားလုံးဟာတကယ်တမ်းတော့တည်ရင်ဘဲမှ ယူသွားလို့မရပါဘူးအဲ့ဒီအဝတ်အစားကို ချွတ်လိုက်ရင် လူဟာလူပါပဲအဲ့ဒီတော့တည်တဲ့အခါမှာဒီအဝတ်အစားတွေအားလုံးကို ချွတ်ခဲ့ရတယ်ယာဒူးဆိုတဲ့အဝတ်အစားဂုံပကာသနာဆိုတဲ့အဝတ်အစားပညာဆိုတဲ့အဝတ်အစားတွေကို ကျွန်တော်တို့အားလုံးကိုစီကွန်ကချွတ်ခဲ့ရမှာဖြစ်တယ် အဲ့တော့ဒီတက်မှုရဲ့နှလုံးသားလေးကတကယ်ပဲဖြူစင်တယ်။သူ့ရဲ့အင်းကြီးအပေါ်ကရှိနေတဲ့ယာဒူးတွေအပေါ်မှာသူဟာမာနထောင်လွှားတာမျိုးမရှိဘူး။နှိမ်ချတဲ့နှလုံးသားရှိတယ်ဆိုတဲ့အရာကိုတွေ့ရမှာဖြစ်တယ်။ဒါဟာကျွန်တော်တို့ရဲ့ဘဝအတ္တအတွက်အတုယူစရာဖြစ်တယ်။နောက်တစ်ခုက တက်မှုမှာသူ့ရဲ့ငယ်သားတွေအများကြီးရှိတယ်။သူ့ရဲ့ဒီငယ်သားခံစားနေရတဲ့ဝေဒနာကို သူသူ့လက်အောက်ကတယောက်ယောက်ကိုခိုင်းလို့ရပါတယ်ဒါပေမဲ့သူမခိုင်းပါသူကိုယ်တိုင်းသွားတယ်ဆိုတဲ့အရာကို တွေးရတယ်မိမိငယ်သားအတွေ့တကယ်ပဲတောင်းဝင်ယူလိုသောနှလုံးသားနဲ့မိမိငယ်သားအပေါ်မှာထားရှိတဲ့သူ့ရဲ့မြစ်တာစေတနာကိုလည်းပဲ ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါကျွန်တော်တို့သာဆိုရင်ဘယ်ကိုယ်တိုင်းသွားမလဲတယောက်ယောက်ကိုလွတ်ပြီးတော့မှခေါ်ခိုင်းမှာပေါ့ လာပါဦးကျွန်တော်ရဲ့ငယ်သားဒီမှာဒီလိုဖြစ်တဲ့အတွက်ကျွန်တော်ရဲ့တပည့်ကိုအခေါ်လွတ်လိုက်တယ်လာခဲ့ပါဒီလိုပြောမှာပေါ့ဒါပေမဲ့တတ်မှုကအဲ့လိုမလုပ်ဘူးသူကိုယ်တိုင်ခရစ်တော်စီကိုသွားပြီးတော့မှ သူ့ရဲ့ငယ်သားအတွက်ချမ်းသာရဖို့ရန်ကြားလျှောက်တယ်ဆိုတဲ့အရာကလည်းကျွန်တော်ရဲ့ဘဝအသက်တာအတွက်အတူယူစရာပဲ ဖြစ်ပါတယ်အဲ့ဒီတော့ဒီအဲတတ်မှုကခရစ်တော်ကို ဘာပြန်ပြောလဲဆိုရင်ကျွန်တော်အောက်မှာငယ်သားတွေအများကြီးရှိတယ်တဲ့တယောက်သွားပါဆိုရင် သွားမယ်တယောက်လာပါဆိုရင် လာလိမ့်မယ်ဒီလိုပါပဲတဲ့ကိုတော်လည်းအမိန်တော်ရှိရင်တဲ့ဤငယ်သားဟာပျောက်ကင်းမယ်ဆိုတဲ့အရာကိုကျွန်တော်ယုံတယ်ဆိုတဲ့အရာကိုဒီတက်မှုကပြန်ပြောလိုက်တဲ့အခါမှာခရစ်တော်ကဒီလောက်ကောင်းတဲ့ယုံကြည်ခြင်းကိုတဲ့ဣတိလအမျိုးမှာတော့ငါမတွေ့ဘူးသေးဘူးဆိုပြီးသူကကြီးကျူးတာ ဖြစ်ပါတယ်ဆိုတော့သူကနောက်ဆုံးမှာဗာပြန်ပြောလဲဆိုရင် ခရစ်တော်ကတက်မှုကတင်းသွားလောယုံကြည်သည်နှင့်အညီတည်၌ဖြစ်စေဒီအရာလေးအရေးကြီးတယ်နော်တကယ်ပဲတက်မှုရဲ့နှလုံးသားထဲမှာတန်တရားစိတ်နဲ့လာတယ်ဆိုရင်သူ့ရဲ့ငယ်သားကမပြောင်းနိုင်ဘူးဆိုတဲ့အရာကိုသတိထားပါတက္ကလေးမှာကျွန်တော်တို့တွေကအကူအညီတောင်းတယ်ဖះကိုဒါပေမဲ့ယုံကြည်ခြင်းအားနည်းတယ်တန်တရားစိတ်တွေနဲ့တောင်းတယ် ဆိုတော့တကယ်လို့သာဒီတက်မှုရဲ့နေရာမှာ ကျွန်တော်တို့ဆိုရင်ကိုတန်တရားစိတ်နဲ့တောင်းပါလားသွားပါလားမယုံတဝက်ယုံတရွက်နဲ့လုံပါလားဒါဆိုရင်တော့တေချာတယ်ခရစ်တော်ပြောတဲ့အတိုင်းယုံကြည်သည်နှင့်အညီသင်၌ဖြစ်စေကိုယုံကြည်တဲ့အရာကကိုမှ ဖြစ်လာမယ်ဆိုတဲ့အရာကိုဒီမှာတွေ့နေရတာဖြစ်တယ်တကယ်လို့သာတန်တရားနဲ့ယုံမယ်ဆိုရင်ဒီငယ်သားကမပြောက်တော့ဘူးဒီလိုပါပဲကျွန်တော်တို့ရဲ့ဘဝအသက်တာမှာတန်တရားနဲ့ ကိုရောကိုယုံမဲ့ဆိုရင် ကျွန်တော်ရဲ့ယုံကြည်ခြင်းတွေကလက်တွေ့မှာဘာမှ ဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီတော့ဒီနေ့ကျွန်တော်ရဲ့ယုံကြည်ခြင်းက sensitive အရေးကြီးတယ်ဆိုတော့တမူရဲ့ယုံကြည်ခြင်းအားဖြင့်ပဲသူ့ရဲ့ငယ်သားကအနာရောဂါပျောက်ကင်းတယ်တက်တာခြင်းကိုရောက်တယ်သူ့ရဲ့ငယ်သားအနာရောဂါပျောက်ကင်းပြီးတက်တာခြင်းတို့ရောက်ရတဲ့အဓိကအကြောင်းအရင်းကတမူရဲ့ ယုံကြည်ခြင်းကြောင့်ဖြစ်တယ်။တန်တရားကင်းသောယုံကြည်ခြင်းကြောင့်ဖြစ်တယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့ရောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာလည်းကျွန်တော်တို့နဲ့သက်ဆိုင်တဲ့သူတွေကျွန်တော်တို့ကိုကိုယ်တိုင်ဖြတ်နေရတဲ့အခက်အခဲတွေဖះထံမှာကြားလျှောက်တဲ့အခါမှာတန်တရားကင်းတဲ့ယုံကြည်ခြင်းဖြစ်ဖို့အရေးကြီးတယ်။ကိုတော်ကတကယ်ပဲတင်းယုံကြည်တဲ့အတိုင်းတင်လိုက်ဖြစ်စေလို့ပြောလာတဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာကိုတောင်းတဲ့စုတွေအပြည့်အဝရဖို့ရန်အတွက် ကိုယ့်ရဲ့ဘဝတက်တာမှာပေးရမယ့်အရာကကိုရော့ကိုတရားရဂိုင်းတော့အပြည့်အဝယုံထားဖို့ပဲလိုတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရောက်ချင်းစီတိုင်းရဲ့ဘဝအတ္တတာထဲမှာတွေ့ကြုံနေရတဲ့အရာတွေကိုယုံကြည်ခြင်းအဖြစ်ဖြတ်နိုင်ဖို့ဆိုရင်တော့တရားရဂိုင်းတော့ကိုရော့ထံမှာကျွန်တော်ရဲ့ယုံကြည်ခြင်းကိုပေးအပ်ထားဖို့လိုပါတယ်။တတ်မှုရဲ့တန်တရားကင်းတဲ့ယုံကြည်ခြင်းကဲ့သို့ယုံကြည်သည့်အတိုင်း တင်၌ဖြစ်စေဆိုတဲ့ဖရားရဲ့စကားလာတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဘဝအသက်တာမှာလည်းပဲဖရားကိုယုံကြည်သောစိတ်နဲ့တောင်းလျှောက်တဲ့အရာတွေအားလုံးကိုဖရားကတင်ယုံကြည်သည့်အတိုင်းတင်၌ဖြစ်စေလို့ပြောလာတဲ့အခါမှာအာမင်လို့ဝန်ခံနိုင်တဲ့သူတွေတကယ်ပဲမိမိရဲ့ဘဝအသက်တာမှာမိမိဖရားအပေါ်မှာယုံတဲ့အတိုင်းဖြစ်နိုင်ကြတဲ့ယုံကြည်သူများဖြစ်ဖို့ရန် ဤနှုတ်ကပတ်တော်လေးအ ਨੇ ငယ်အဖြစ်တိုက်တွန်းခွာပေးရင်ဝေငှပါရယ်အားလုံးပေါ်မှာဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေ။